မင်္ဂလာပါကျွန်တော်တို့9 parts of speech ကိုမျှဝေပေးနေတာဒီနေ့ကတော့ pronoun ဆိုတဲ့အကဏ္ဍကိုမျှဝေရမယ်အလှည့်ပါ pronoun ရဲ့အဓိပ္ပာယ်ကတော့နံစားနံပုတ်တွေကိုကိုစားပြုပေးတဲ့စကားတွေဝဟာရတွေကိုဆိုလိုတာဖြစ်ပါတယ်ဒီသင်ခန်းစာတွေဟာအင်္ဂလိပ်စာကိုတကယ်တက်မြောက်ချင်တဲ့သူတွေကျောင်းမှာ English ဘာသာရပ်ကိုသင်ကြားပို့ချပေးနေတဲ့ဆရာဆရာမတွေအတွက်အထောက်အပံ့ပြုဖို့ရယ် English ဘာသာစကားကိုဆရာတယောက်အနေနဲ့ အသက်မူဟန်ကြောင့်လှုပ်ဖို့စူးစမ်းနေတဲ့သူတွေအတွက်အထောက်အကူပြုမှာတည်ကြပါတယ်။တကယ်တော့ pronoun ကဏ္ဍဟာအရန်များပါတယ်အရန်ကျေပြန့်ပါတယ်။အဲ့ဒီထဲကမှအရေးကြီးဆုံးဖြစ်မဲ့ကဏ္ဍလေးတွေကိုကျွန်တော်တည်ချထုံထုတ်ပြီးတော့မျှဝေပေးပါမယ်။100%အသေးစိတ်မဖြစ်ဘူးဆိုရင်တော့90% 90ရာခိုင်နှုန်းလောက်အသေးစိတ်ဖြစ်အောင်ကျွန်တော်မျှဝေပေးပါမယ်။ nonsense လို့ခေါ်တဲ့ pronoun ကဏ္ဍမှာကျွန်တော်အချင်းချုပ်အပြင်၃မျိုးရှိပါတယ်။ personal pronoun, demonstrative pronoun နဲ့ interrogative pronoun ဆိုပြီးတော့ရှိပါတယ်။အဲ့ဒီထဲမှာမှာကျွန်တော်တို့အခြေခံအားဖြင့်အကုန်လုံးနှိပါတိထားတင်တာကတော့ personal pronoun တွေပါ။ဘာကြောင့်လဲဆိုတော့ဒီ personal pronoun တွေမှာပါပဲနဲ့အင်္ဂလိပ်စကားပြောဖို့အရန်ခက်ပါတယ်။ဒီ personal pronoun တွေမှာပါပဲနဲ့အင်္ဂလိပ်စာရေးလို့မရတလို့ပြောလို့လည်းမရတလို့ပါပဲ။ဆိုတော့ personal pronoun တွေကိုကျွန်တော်ဇာတ်ကွက်လေးနဲ့လည်းပြပေးထားမယ်။အဲ့ဒီထဲမှာဆိုရင်ကျွန်တော် subject pronoun, object pronoun possessive pronoun နဲ့ reflexive pronoun ဆိုပြီးရှိပါတယ်။ဒါပေမဲ့ကျွန်တော် pronoun ကဏ္ဍတွေကိုအများအပြားသင်ပေးတဲ့အခါမှာ possessive adjective ကိုလည်းထည့်ပြီးသင်ကြရတယ်ပေါ့။ဒါပေမဲ့သူက pronoun အဆင့်မဟုတ်ပါဘူး။သူက adjective အဆင့်ပါ။ဘာကြောင့်လဲဆိုရင်သူ့ရဲ့နောက်မှာနာမ်ပုတ်ရှိမှယက်တီလို့ရလို့ပါ။ဆိုတော့ကျန်တာတွေကတော့ pronoun လို့သတ်မှတ်လို့ရပြီ။အဲ့တော့ subject pronoun တွေကဘာရည်လဲဆိုတော့ first person လို့ခေါ်တယ်။ကိုယ့်အကြောင်းကိုပြောရင် I ငါ ြန်မာလိုဆိုရင်အများကြီးဖြစ်နေမယ်ကျွန်တော်ကျွန်မကျွန်ုပ် second person လို့ခေါ်တဲ့ကိုရှိမှာတက်တက်ရှိနေတဲ့သူကိုပြောချင်တင် you you တင်ခမနင်တလို့ပြောလို့ရ first person အများကြီးပေါ့ကျွန်တော်လို့မပြောဘဲနဲ့ကျွန်တော်လို့လို့ပြောချင် we second person ကိုရှိမှာရှိနေတဲ့ဒုတိယလူနေရာမှာ အများကြီးပြောချင်တော့ you you တင်တို့ ဒါနှစ်ယောက်ကနေအဲ့ထက်ပိုများရင်အကုန်လုံးသုံးလို့ရပါတယ် third person လို့ခေါ်တဲ့တတိယမြောက်လူဆိုတာကျွန်တော်တို့မျက်နှာချင်းဆိုင်နေတဲ့သူမဟုတ်ဘဲနဲ့တခြားတစ်ယောက်အကြောင်းပြောတဲ့အခါမှာကျွန်တော်တို့ကယောက်ျားလေး main ကလေးဆိုပြီးခွဲရဲ့အများဆိုပြီးထည့်သုံးတယ်ယောက်ျားလေးဆိုရင်တော့ he too main ကလေးဆိုရင် she သူမသူတို့ဆိုရင်ကျွန်တော်နှစ်ယောက်လည်းဖြစ်နိုင်တယ်အဲ့ထက်ပိုသွားတာဖြစ်နိုင်တယ်ယောက်ျားလေးဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်သူတို့လို့ပြောခြင်းเนาะ they အရာဝတ္ထုပစ္စည်းတွေသို့မဟုတ်တရိတ်ဆန်တွေဆိုရင်တော့၎င်းသည်၎င်းလို့ပြောခြင်း it ဒီနံစားတွေနဲ့ပဲအဓိကထားပြီးတော့ဝါကြဖွဲ့ကြတာဖြစ်ပါတယ်ဆိုတော့ကရိယာကဏ္ဍမပြောသေးတော့ကျွန်တော်ကရိယာကဏ္ဍကိုအသေးစိတ်ထပ်မပြောတော့ဘူး subject ပြီးရင် verb လာတယ်ဆိုတာအင်္ဂလိပ် စကားမှာထုံးစံပဲဥပမာကျွန်တော်ချစ်တယ်ဆိုရင် i love သူချစ်တယ်ဆိုရင် he loves ဒါဟာကိုယ့်အကြောင်းကိုပြောရင် i တုံးရတယ်ပေါ့ဆိုတော့ ဒီ personal pronoun တွေဟာစကားပြောတဲ့အခါတွေမှာဝါကျရေးတဲ့အခါတွေမှာမဖြစ်မနေသုံးပါပါတယ်။နောက်တစ်ခုကတော့ object pronoun ။ object pronoun ဆိုတာကတော့ကရိယာရဲ့နောက်မှာပြီးရင် we back ရဲ့နောက်မှာရှိနေတဲ့နံစားတွေကို object pronoun လို့ခေါ်တာပါ။ငါကိုလို့ပြောချင် me second person object pronoun ဆိုရင်တော့ you thing ကိုပထမပုဂ္ဂိုလ်ဖြစ်တဲ့ကျွန်တော်တို့ကိုအများကြီးအနေနဲ့ပြောချင် s ဒုတိယပုဂ္ဂိုလ်အများကြီးလို့ပြောခြင်းနဲ့တင်တော့ကိုလို့ပြောခြင်းတော့ you တတိယမြောက်ပုဂ္ဂိုလ်ဖြစ်တဲ့သူ့ကိုလို့ပြောခြင်း him သူမကိုဆိုရင် her သူတို့ကိုဆိုရင် them ၎င်းကိုဆိုရင် it possessive adjective ကိုတော့ကျွန်တော်တစ်ခါထည့်ပြလိုက်ပါမယ်ဒါ pronoun မဟုတ်ဘူးဆိုတော့ပြန်ပြောပါမယ်ဒါပေမဲ့ဒါလေးတွေကိုကျွန်တော် pronoun ကဏ္ဍသင်တဲ့အခါမှာထည့်သင်လို့တစ်ခါထည့်ပြပြတာပါငါ i လို့ပြောခြင်း my နောက်မှ number တစ်ခုပါမယ်ဥပမာငါကားဆိုရင် my car တင်ဤဆိုရင် your တင်ဤကာဆိုရင် your car သူဤဆိုရင် his သူဤကာဆိုရင် his car သူမဤဆိုရင် her သူမဤကာဆိုရင် her car သူတို့ဤဆိုရင် their their ာတိတော်စီအောင်လို့ their သူတို့ဤကာဆိုရင် their car ၎င်းဤဆိုရင် is စာတမ်းပေါင်းပြောရတယ်၎င်းဤကာဆိုရင် is car ငါတို့ဤဆိုတဲ့ပထမပုဂ္ဂိုလ်အများကြီးဆိုရင် r r ဝါတိပြောစီရမလို့ r ငါတို့ရဲ့ car ဆိုရင် our car ဒုတိယပုဂ္ဂိုလ်အများကြီးတင်တို့ဤဆိုရင် your တင်တို့ဤ car ဆိုရင် your car အဲ့မှာ you are မဟုတ်ပါဘူး your ဒါဆို pronoun ကတော့ possessive pronoun နဲ့ကြည့်ကြည့်အောင်ပါ possessive pronoun ဆိုတာပိုင်ဆိုင်မှုကိုပြတဲ့နံစားတွေပါငါဤဟာငါဟာလို့ပြောချင် mine သူကနံစားဖြစ်သွားပြီနောက်မှာနံဖို့မလိုတော့ဘူး ဆော့ဆိုကမိုင်းကကြတော့နောက်မှာနံဖို့လိုအပ်တယ်ငါဟာဆိုတာဘာလဲဆိုတာလိုအပ်တယ်ဒီမိုင်းမှာကြတော့ငါဟာဒါဆိုရင်ငါဟာဘာလဲဆိုတာသိချင်ကျွန်တော်တို့ကဒီစကားကိုမပြောခင်မှာရှင့်မှာကိုယ့်ရဲ့ပိုင်ဆိုင်မှုကိုဖော်ပြထားပြီးသားဖြစ်နေရမယ်ဥပမာဒါကငါရဲ့ mouse ပါလို့ပြောချင် this is my mouse အဲ့မှာကျွန်တော်တို့က possessive adjective ကိုသုံးပြီးတော့နံဖို့သုံးလိုက်တယ် အဲ့ဒါကျွန်တော်ရှေ့မှာ mouse ဆိုတာပြောပြီးသားမလို့နောက်တစ်ခါထပ်ပြောရင်ဒါကြီးကို mouse ဆိုထည့်မပြောတော့ဘဲနဲ့ဒါဟာငါဟာလို့ပဲကျွန်တော်ပြောမယ်ဆိုရင် this is mine အဲ့ဒါ mouse ဆိုတဲ့ number ကြီးထည့်ပြောစရာမလိုတော့အဲ့ mouse နဲ့ mine နဲ့နှစ်ခုလုံးကိုကိုးစားပြုပြီးတော့ mine ငါဟာလို့ပြောလိုက်တာဖြစ်တယ်ဒုတိယပုဂ္ဂိုလ်ပိုင်ဆိုင်တဲ့အရာကိုပြောခြင်း yours တင်ဤဟာတင်ဟာတတိယပုဂ္ဂိုလ်သူပိုင်ဆိုင်တဲ့ဟာသူ့ဟာလို့ပြောခြင်း his သူမဟာဆိုရင် hers သူတို့ရဲ့ဟာဆိုရင် theirs သူဟာဆိုရင် is ပထမပုဂ္ဂိုလ်အများကြီးငါတို့ဟာတယ်ဆိုရင် ours this is ours ဒုတိယပုဂ္ဂိုလ်အများကြီးသင်တို့ရဲ့ဟာတယ်ဆိုရင် yours နောက်တစ်ခုကတော့ reflexive pronoun ပါ reflexive pronoun ကတော့ကိုယ်တိုင်ကိုကိုကိုဆိုတဲ့အတိတ်ပဲနဲ့အသုံးနဲ့နံစားတွေပါငါကိုယ်တိုင်ငါကိုငါလို့ပြောခြင်း myself ဒီအသုံးအနှုန်းကလည်းအမြဲတမ်းလို့လို့ကရိယာရဲ့နောက်မှာလာနေလေးရှိပါတယ် ဥပမာငါကောင်ငါချစ်တယ်ဆိုရင် I love myself သင်ကိုယ်တိုင်သင်ကိုယ်တင်ဆိုရင် yourself တတိယပုဂ္ဂိုလ်အနေနဲ့သူကိုယ်တိုင် သူကိုယ်သူဆိုရင် himself ဒီညမှာနောက်မှာ father လေးကြံနေတာသတိထားရမယ် him မှာနှက်ခမ်းစီသွားတာကိုသတိထားရမယ်ဆိုတော့ himself မဟုတ် himself သူမကိုယ်တိုင်သူမကိုယ်သူမဆိုရင် herself သူတို့ကိုယ်တိုင်သူတို့ကိုယ်သူတို့ဆိုရင် themselves ဒီမှာဆိုရင်နောက်ဆုံးမှာ father ဆုံးနာမဟုတ် ဗာဒန်နဲ့စဒန်နဲ့တွဲဆုံသွားတယ်ဒမ်မှာလည်းနှကန်းလေးစီသွားအောင်ပဲဒန်ဆက်ဒီလိုပြောလို့မရနော်ကျွန်တော်မြန်မာနိုင်ငံအကြောင်းနေမှာဆိုရင်အဲ့ဒါတွေအမြဲတမ်းပြဿနာရှိနေလိမ့်မယ်ဆိုတော့အကုန်လုံးမှန်စေချင်လို့ပြောတာပါဒန်ဆက်မဟုတ်ပါဘူးဒမ်ဆက်စ်၎င်းကိုယ်တိုင်း၎င်းကို၎င်းဆိုရင် itself ပထမပုဂ္ဂိုလ်အများကြီးငါတို့ကိုယ်တိုင်းငါတို့ကိုငါတို့ဆိုရင် ourselves အများကြီးဖြစ်သွားတဲ့အတန်ပြောင်းသွားတဲ့သတိထားပါမင်းတို့ကိုယ်တိုင်းမင်းတို့ကိုမင်းတို့ဆိုရင် yourselves ဒါတွေကတော့ personal pronoun တွေဖြစ်ပါတယ် ဝကြတိစောက်ပုံအသေးစိတ်တွေကိုတော့ကရိယာကဏ္ဍရောက်မှကျွန်တော်ပြန်ပြောပါမယ်။ဘာကြောင့်လဲဆိုတော့အ ਨੇ ကင်းအများကင်းနေပြန်ပြီးတော့ရှုံနေမှာဆိုလိုပါ။အဲ့တော့ personal pronoun တလောက်နဲ့ရရပဲ။နောက်တစ်ခုကတော့ demonstrative pronoun ။ demonstrative pronoun တွေကအများကြီးမရှိပါဘူး။ demonstrative pronoun ဆိုတာကတော့ညွှန်ပြပေးတဲ့ပေါ်ပြပေးတဲ့နန်းစားတွေဖြစ်ပါတယ်။ကိုအနည်းမှရှိတဲ့အရာသို့မဟုတ်ကိုထိတွေ့လို့ရတဲ့အ ਨੇ ကင်းကိုတော့ this ဒီဟာလို့ကျွန်တော်ညွှန်ပြပေးပါတယ်။ ဲ့ဒါကို demonstrative pronoun လို့ခေါ်ပါတယ်အဲ့တော့ this ကအတောင်းနောက်နောက်တစ်ခုရှိနေမယ် this mouse this paper အဲ့လို mouse တွေ paper တွေဆိုတော့နာမ်ပုတ်တွေထည့်လိုက်ရင်ဒါဟာ pronoun အဆင့်မဟုတ်တော့ပါဘူးဒါနောက်တစ်မျိုးဖြစ်သွားမယ်ဆိုတော့ကျွန်တော်ဒီနေရာမှာနောက်မှာနာမ်ပုတ်မပါတာကို pronoun လို့သတ်မှတ်တယ်ဆိုတော့သတိထားသိကြပါတယ်ဒါကြောင့်မလို့ this ဆိုပြီးသုံးလိုက်တဲ့အခါမှာဆိုရင်နောက်မှာ noun မပါတာတွေ့ရမယ်အဲ့ဒါကိုဒါ demonstrative pronoun လို့ခေါ်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ထိပ်ဖြစ်လို့ရတာဆိုရင် this လို့ပြောလို့ရတယ်ထိတွေ့စရာမလို့ကျွန်တော်နဲ့နီးလို့ဒါဆိုပြီးတော့ပြောမယ်ဆိုရင်လေ this ပဲဥမာဆိုရင် this is my friend james ဒါကငါတငယ်ချင်း james ပါဒီညမှာဆိုရင် this က pronoun ဖြစ်သွားတယ်ကိုနဲ့ဝေးတဲ့အရာကိုညွှန်ပြပြီးတော့အဲ့ဒါလို့ပြောချင် that that မှာလဲနောက်မှာနံပုတ်သုံးတဲ့အရာတွေတွေ့ရအောင်မယ်အဲ့ဒါနံစာမဟုတ်ပါဘူးအဲ့ဒါ pronoun မဟုတ်ပါဘူးနောက်တစ်မျိုးပါဆိုတော့ကျွန်တော်ဘာမှနံပုတ်မပါတဲ့အဲ့ဒါလို့ပဲညွှန်ပြခြင်း that i don't know about that နော်အဲ့ဒီအကြောင်းမသိဘူးဒါဆိုရင်အဲ့ဒီအကြောင်းဆိုတာကရှေ့မှာဖော်ပြပြီးသားဖြစ်ရမယ်အဲ့လိုမဖော်ပြရသေးဘူးဆိုရင်ကျွန်တော်နံစာသုံးလို့မရဘာကြောင့်လဲဆိုတော့ကိုပြောတဲ့အကြောင်းအရာကိုမသိရင်တစ်ဖက်လိုလည်းပဲနားလည်တော့မလဲဆိုတော့ အဲ့ဒီအကြောင်းအရာမသိဘူးလို့ပြောလိုက်တဲ့နေရာမှာ that ဆိုတာလေးက pronoun ပါ demonstrative pronoun ပါကိုအနည်းမှရှိတဲ့အရာတော့မဟုတ်ချိတ်တွေ့လို့ရတဲ့အရာမှာအများကြီးကိုပြောခြင်းဒါတွေလို့ပြောခြင်းတော့ these these are my papers ဒါရီကကျွန်တော်ရေးဆရာတွေပါဒီနေရာမှာ these ဆိုတာက demonstrative pronoun ပါတကယ်တော့ these papers are mine လို့ပြောလိုက်ရင်လည်းရတယ်ဒီဆရာတွေကငါဆရာတွေဒါပေမဲ့ ဒီဝတ်ကြမှာဆိုရင် these က demonstrative pronoun မဟုတ်တော့ကိုအဝေးမှာရှိပြီးညွှန်ပြခြင်းနဲ့အများယူပြခြင်းနဲ့အဲ့ဒါတွေလို့ညွှန်ပြခြင်းရင် those those are my books အဲ့ဒါတွေကငါစာအုပ်တွေဒီနေရာမှာ those က demonstrative pronoun ပါအဲ့ဒီမှာလည်းနောက်မှာနံပုတ်တွေတွေ့ရလိမ့်မယ်ဒါဆိုရင်နံစားမဟုတ်တော့ဘူးနံပုတ်ပါနေရင်နံစားမဟုတ်တော့ပါဘူး demonstrative pronoun ကတော့ဒါပဲဗျနောက်တစ်ခုဆက်သွားအောင် interrogative pronouns interrogative pronouns တွေအများစုက WH question လို့ခေါ်တဲ့မေးခွန်းဟောဟာတာတွေပါမေးခွန်းစကားလုံးတွေပါဒီနေရာမှာဆိုရင်တော်တော်လေးရှုပ်လာတွေ့ရမယ်နားလည်ရခက်လာတွေ့ရမယ်ကျွန်တော်ရှင်းပြတဲ့အခါမှာလည်းတော်တော်အချိန်ယူပြီးရှင်းပြရပါတယ်ဗီဒီယိုဒီပုတ်ထဲရှင်းပြမယ်ဆိုရင်တော့မှတော်တော်လေးအာရုံစိုက်ပြီးနားထောင်မှရမှာပါမဟုတ်ရင်ကျွန်တော်ရှုပ်သွားနိုင်တယ်လဲသွားနိုင်တယ်အဲ့တော့ interrogative pronouns တွေကိုကျွန်တော်ရှင်းအောင်ရှင်းတဲ့နေရာအစပြောမယ်ဆိုရင်ကျွန်တော် what which who whom whose what က ပါပါလဲပါလို့တာလဲ which ဘယ်အရာဘယ်အရာဆိုတဲ့နေရာမှာရွေးချယ်စရာတွေပေးတဲ့အခါမှာ which ကိုမေးပါတယ် what's နဲ့မေးတဲ့အခါမှာဖြေနိုင်တဲ့အဖြေရာအများကြီးဖြစ်နေတတ်တယ် which နဲ့မေးရင်တော့ဖြေစရာကရွေးချယ်စရာအနည်းငယ်ပဲရှိနေတတ်တယ်နှစ်ခုသုံးခုလောက်ပဲရှိနေတတ်တယ် who ရဲ့အဖြေကဘသူဘသူဆိုတဲ့နေရာမှာဘသူတီကိုအဓိကဆိုလိုတာဖြစ်ပါတယ် whom ရဲ့အဖြေကဘသူကို ဘသူကိုဆိုတာက object နေရာကိုအဓိကမေးတဲ့အခါမှာသုံးပါတယ်ဒါပေမဲ့ယနေ့ခေတ် modern english ခင်မီတဲ့အင်္ဂလိပ်စကားသုံးမဟုတ်ယနေ့ခေတ် english စကားမှာတော့ whom ကိုတိတ်မသုံးကြပဲနဲ့သူ့အစား who ကိုပဲပြန်သုံးတာတွေ့ရပါလိမ့်မယ်နောက်တစ်ခုကတော့ whose ဒါကပိုင်ဆိုင်မှုကိုပြောတာဘသူ၏ဘသူရဲ့ကဘသူရဲ့အိမ်ဒီလိုနေရာတွေမှာကျွန်တော်တို့က whose ကိုသုံးပါတယ်ဆိုတော့ရှေ့မှာပြောလိုက်တဲ့ interrogative pronouns တွေဟာ မေခွန်းနေရာမှာလည်းသုံးလို့ရတယ်မေခွန်းမဟုတ်တဲ့ positive negative ဝါကြတွေမှာလည်းသုံးလို့ရနေရတွေ့ရပါလိမ့်မယ်ဥမာ what do you see in the box ပုံထဲမှာ မင်းပါတွေ့လေအဲ့နေရာမှာ what က interrogative pronoun ပါအဲ့ဒါကိုပဲမေခွန်းစကားလုံးလို့ပြောလို့ရတယ်ဒါပေမဲ့အဲ့ဒီ what ကိုမေခွန်းမဟုတ်ဘဲနဲ့နောက်ထပ်ဥမာတစ်ခုကြည့်အောင် i don't know what you do in your free time မင်းအားလချိန်မှာမင်းပါလို့တယ်ဆိုတော့ငါမသိဘူးအဲ့နေရာမှာလည်း what က interrogative pronoun ဆိုတာကိုတွေ့ရပါလိမ့်မယ်။နောက်တစ်ခုကတော့ which ကိုဥပမာလေးကြည့်ကြည့်အောင်။ Which is your favorite color? Blue or red? မင်းရဲ့အကြိုက်ဆုံးအရောင်ကဘာရောင်လဲ။အပြာရောင်လားအနီရောင်လား။ကျွန်တော်ပြောခဲ့သလိုပဲ which ကိုသုံးလိုက်ရင်ရွေးချယ်စရာတွေအများကြီးမပါပဲနဲ့ရွေးချယ်စရာအနည်းငယ်ကိုပဲကန့်တတ်ပြီးမေးထားတယ်ဆိုတာကိုတွေ့ရလိမ့်မယ်။အဲ့ဒီနေရာမှာ which က interrogative pronoun ပါ။ဒါကိုလည်းကျွန်တော်တို့ကမေးခွန်းမဟုတ်တဲ့ဝါကျအနေနဲ့သုံးကြည့်မယ်။ I don't know which of the following questions I should answer. အပမေးခွန်းတွေကဘယ်မေးခွန်းကိုငါဖြေသင့်မှန်းမသိဘူး။ဒီနေရာမှာ which ဆိုတာလေးက interrogative pronoun ပါ။နောက်တစ်ခုကတော့ who who ကိုမေးခွန်းအနေနဲ့မေးခြင်း who's making a noise ဘာလို့စူးနေတာလဲ။ဒီနေရာမှာ who က interrogative pronoun ပါ။သူ question what လို့ပြောလို့ရတယ်ပေါ့မေးခွန်းစကားလုံး။အဲ့ဒါကိုမေးခွန်းမဟုတ်တဲ့ဝါကျမှာသုံးကြည့်မယ်ဆိုရင် I don't know who turns on the light ဘာလို့မီးဖွင့်တယ်ဆိုတာ ငါမသိဘူးဒါဆိုရင် तू ကမေးခွန်းမဟုတ်တဲ့နေရာရောက်သွားတယ် whom ကိုဥမာလေးကြည့်ကြည့်အောင် whom have you told about this ဒီအကြောင်းမင်းဘသူ့ကိုပြောလိုက်တယ်လေအဲ့တော့ဘသူ့ကိုဆိုတဲ့နေရာကို object နေရာကိုသွားလိုက်တာဖြစ်ပါတယ်ဒီနေရာမှာ whom က interrogative pronoun ပါသူ့ကိုမေးခွန်းမဟုတ်တဲ့ဝါကျအနေနဲ့သုံးကြည့်ပါမယ် i'm not sure from whom he got that idea အဲ့ဒီအတွေ့အကြုံ तू ဘသူ့စီရရလာတယ်ဆိုတာမသေးချာမသိဘူး ဒီနေရာမှာဆိုရင် home ကမဲဝန်းစကားလို့မဟုတ်တော့ပါဘူးယနေ့ခေတ်အင်္ဂလိပ်စကားပြောရမှာဆိုရင် the home ကို မသုံးတော့ဘဲနဲ့ home နေရာမှာ who ကိုပဲသုံးတာတွေ့ရလိမ့်မယ်ဥပမာ who have you told about this အတိပ္ပတူဖြစ်သွားလိမ့်မယ် home ကတော့စာရေးတဲ့အခါတွေမှာ grammar ကိုတေချာနဲ့နဲ့ဆိုင်ဆိုင်သုံးတဲ့အခါတွေမှာဒါ home ကိုသုံးကြလိမ့်မယ်တွေ့ကြလိမ့်မယ်စကားအရာမှာတော့အများအားဖြင့်ကျွန်တော်ယနေ့ခေတ်မှာမကြတော့ဘူး who's ကိုဥပမာကြည့်ကြည့်ပါမယ် တဲ့ whose ကိုတော့အများအားဖြင့်နောက်မှာနာမ်ပုံးနဲ့တုံးကြတဲ့နေရာမှာတွေ့ရလိမ့်မယ်အဲ့ pronoun အနေနဲ့ကတော့သိပြီးတော့မတုံးကြပါဘူးဒါပေမဲ့ကျွန်တော်ဥမာဝါကျလေးတစ်ခုကြည့်ကြည့်ပါမယ် whose is that handbag အဲ့ဒီလက်ဆွဲအိတ်ကဘသူဟာလဲအများအားဖြင့်ကတော့နာမ်ပုံးနဲ့ whose handbag is that whose book is that whose mouse is that ဒီလိုလေးပြောကြမယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့က pronoun နေနဲ့တုံးကြည့်နောက်မှာနာမ်ပုံးပါလို့မရဘူးဆိုတာကျွန်တော်ခဏခဏပြောခဲ့ပါတယ် နောက်ထပ်မေခွန်းအနေနဲ့မဟုတ်တဲ့ဝါကျလေးကြည့်ကြည့်ပါမယ်။ I wonder who's those sneakers are. အဲ့ဒီဖက်နက်တွေကဘသူရဲ့ဖက်နက်တွေလဲဆိုတာငါသိချင်လိုက်တာ။ဒီနေရာမှာဆိုရင် interrogative pronoun တော့ဖြစ်တယ်။မေခွန်းတော့မဟုတ်တော့ဘူး။ဒီကနေမှတဆင့်နောက်ထပ်လည်လာရမှာက interrogative pronoun နဲ့မှာမှာ compound interrogative pronoun ဆိုပြီးတော့တက်ွယ်လာပါတယ်။ ကျွန်တော်ပြောရင်ပြောရင်းနဲ့အများစုအတွက်ကတော့တော်တော်လေးနှက်ဆိုင်လာပြီဆိုတာတွေ့ရလိမ့်မယ်။အင်္ဂလိပ်စကားကိုတခြားလေ့လာနေတဲ့သူတွေတော့မဟုတ်အင်္ဂလိပ်စာပေကိုတော်တော်နားလည်ထားတဲ့သူတွေတော့မှဒါကိုလေ့နက်လာပြီဆိုတာတွေ့ရလိမ့်မယ်။ဆိုတော့အင်္ဂလိပ်ဆရာလုပ်ချင်တဲ့သူတွေတော့မဟုတ်ကျောင်းနေမှာကလေးတွေကိုအင်္ဂလိပ်စာသင်ပေးနေတဲ့သူတွေဟာဒါတွေကိုဖြစ်မနေတိထားတင်ပါတယ်။ compound interrogative pronoun ဆိုတာကတော့ whatever whichever whoever whomever whosever ဆိုပြီးတော့ ီအသုံးအနှုန်းလေးတွေအသုံးကြတာဖြစ်ပါတယ်ဒါတွေကိုတော့ compound interrogative pronouns လို့ခေါ်ပါတယ်ဒါတွေကိုတော့ကျွန်တော်ဥမာအသေးစိတ်ထပ်မပြောပြတော့ဘူးဗျာနောက်ထပ်ထပ်ပြီးလေ့လာရမှာကတော့ relative pronoun ဆိုတာကိုထပ်ပြီးတော့လေ့လာရမယ် relative pronoun ကကြတော့အထူးသဖြင့်ဒီနံစားတွေရဲ့ရှေ့မှာနံပုံလေးတွေရှိနေရတွေ့ရမယ်အများအပြားပြောတာပါအမြဲတမ်းကြီးမဟုတ်ပေမဲ့အများအပြား relative pronoun တွေမှာသူတို့ရဲ့ရှေ့မှာနံပုံလေးတွေ့လာရပါလိမ့်မယ် relative pronoun တွေကဘာတွေလဲဆိုတော့ who whom whose which that where when ပြီးတော့ why မှာအဓိပ္ပာယ်လေးပြန်ပြောပါမယ် who ရဲ့အဓိပ္ပာယ်ကဘသူသည် whom ဘသူကို whose ဘသူ၏ that to ya a a ya နောက်တစ်ခုက when ဘယ်ချိန် where ဘယ်နေရာမှာ why ပါကြောင့်ဒီနေရာမှာ relative pronoun တွေဟာမေးခွန်းအနေနဲ့သုံးတာမဟုတ်ဘဲနဲ့နံစားအနေနဲ့ဝါကျရဲမှာပဲအများအားဖြင့်တွေ့နေရပါလိမ့်မယ် relative pronoun ကိုတော့ဝကြလေးရေနဲ့တခါလေးပြောမှပို့ပြီးတော့ရှင်းပါလိမ့်မယ်။ဥမာ who ကိုသုံးကြည့်မယ်။ The person who I love is your friend. ငါချစ်တဲ့သူဟာမင်းတငယ်ချင်းပဲ။အဲ့နေရာမှာ the person ဆိုတဲ့ရှေ့မှာနံပါတ်လေးပါနေတယ်။အဲ့ဒီနံကိုပြန်ပြီးတော့ကိုစားပြုတဲ့ who ဆိုတာသုံးလိုက်တာဖြစ်ပါတယ်။အဲ့ဒါကြောင့်သူ့ကိုကျွန်တော်တို့က relative pronoun လို့ခေါ်တာပါ။ဆက်ဆက်နံစားပေါ့ဗျ။ whom နဲ့ဥမာဝကြလေးကြည့်အောင် I don't know the names of my other neighbors whom I've never met. ငါမတွေ့ဘူးတဲ့တခြားအိမ်နီးချင်းတွေရဲ့နာမည်ကိုတော့မသိဘူး။ဆိုတော့ဒီနေရာမှာ whom က my neighbors ကိုဆိုလိုတာဖြစ်ပြီးတော့သူ့ကို object လို့ခေါ်တဲ့ကံပုတ်နေရာမှာသုံးတဲ့အတွက်ကြောင့် whom ကိုအဓိက သုံးတာဖြစ်ပါတယ်။ဒါဟာ relative pronoun ကိုကျွန်တော်သတ်မှတ်တာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ရှိမှာ neighbor ဆိုတာကိုပြန်ယူလိုက်တာဖြစ်တဲ့အတွက်ကြောင့်ပါ။ which နဲ့ဥမာလေးကြည့်အောင်ပါ။ my bike which i bought yesterday is broken now မနေ့ကငါဝယ်ခဲ့တဲ့စပိန်လေးဟာအခုတော့ပြတ်သွားပြီအဲ့မှာ my bike ဆိုတဲ့နာပုတ်ကိုရှေ့မှာတွေ့လိုက်တယ်နောက်မှာအဲ့ဒီ my bike ဆိုတာကိုပဲပြန်ပြီးတော့ကိုးစားပြုတယ် which ကိုသုံးတာဖြစ်ပါတယ်အဲ့တော့ which သုံးတဲ့နေရာမှာအများအပြား that လဲသုံးလို့ရနေတာကိုတွေ့ရပါလိမ့်မယ်ဥမာ the bike that i bought yesterday is broken now မနေ့ကငါဝယ်ခဲ့တဲ့စပိန်လေးက အခုတော့ပြတ်သွားပြီထပ်ပြီးတော့ချက်ပြောရရင် death နဲ့ which ဟာအများအပြင်အရာဝတ္ထုပစ္စည်းတွေကိုပြောတဲ့အခါမှာသုံးပါလိမ့်မယ် whose ဘသူ is ဆိုတဲ့ relative pronoun ကိုဥပမာလေးကြည့်ပါမယ် the student whose brother was on tv is in my class သူ့ကို tv မှာပါလာတဲ့အကြောင်းသားဟာကျွန်တော်အတန်းလေးကပါဒီနေရာမှာသူ့အကူကိုဆိုလိုနေတာမဟုတ်ပါဘူးအကူရှိတဲ့ကျွန်တော်အတန်းလေးကအတန်းဖို့ကိုပြောတာဖြစ်ပါတယ် where ဘယ်နေရာမှာဆိုတဲ့ relative pronoun ကိုဥပမာကြည့်ကြည့်ပါမယ်။ The city where I live is the largest in our country. ကျွန်တော်နေတဲ့မြို့ဟာကျွန်တော်နိုင်ငံမှာအကျယ်ဆုံးပါပဲ။ဒီနေရာမှာ city ဆိုတဲ့ရှေ့က number လေးပါလာလို့သူဟာ relative pronoun ဖြစ်သွားတာပါ။ where ကို relative pronoun မဟုတ်ဘဲနဲ့တခြားနေရာလေးတွေမှာလည်းထပ်ပြီးတွေ့ရပါဦးမယ်။ဒါလေးကျွန်တော်တို့ကတော့နောက်ကဏ္ဍတွေကြောင့်မှတွေ့ရမယ့်ကဏ္ဍတွေကြောင့်မှပြောပါမယ်။ when ဘယ်အချိန်တော့မဟုတ်အချိန်ကိုဖော်ပြတဲ့ relative pronoun ကိုဥပမာလေးကြည့်ပါမယ်။ The time when I was my happiest was my years at school. ကျွန်တော်အပျော်ရွှင်ဆုံးဆိုတဲ့အချိန်တွေကတော့ကျောင်းမှာနေခဲ့ရတဲ့နှစ်တွေဖြစ်ပါတယ်။ဒီနေရာမှာ the time ဆိုတဲ့နံပါတ်လေးရှိမှာပါလိုက်လို့အဲ့ဒီနံပါတ်ကိုပြန်ပြီးကိုးစားပြုပေးတဲ့ relative pronoun ဟာ one ဖြစ်သွားတာပါ။ Why ဘာကြောင့်ဆိုတဲ့ relative pronoun ကိုဥမာကြည့်ကြည့်ပါမယ်။ The reason why I got up so early is that I couldn't sleep. ငါအဲ့ရအစောကြီးထားခဲ့ရတဲ့အကြောင်းတရားကတော့ အိတ်မပြောခဲ့လို့ပါဒီနေရာမှာရှေ့မှာ reason ဆိုတဲ့နံပါတ်လေးပါတယ်အဲ့ဒီ reason ကိုပဲကိုစားပြုတ်ပေးတဲ့နံစားကတော့ why ဆိုတဲ့ relative pronoun ဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော် pronoun ကဏ္ဍမျှဝေပေးတာတော်တော်လေးကြာသွားပြီတော်တော်လေးဗီဒီယိုရှင်းသွားပြီတော်တော်ပြည့်စုံပြီလို့လည်းမျှော်လင့်ပါတယ်အကယ်၍အကျွန်တော်ထပ်တော်တဲ့တက်တဲ့ပညာရှင်တွေရှိတယ်ဆိုရင်လည်းဒီထဲမှာလိုအပ်တဲ့ချက်လက်တွေရှိရင်ထောက်ပြပေးပါဦးအဲတကယ်တော့ ကျွန်တော်တော်တော်ပြည့်စုံပြီလို့တော့ပြောတာဖြစ်ပါတယ်100%အလုံးစုံပြည့်စုံသွားပြီလို့ပြောတာမဟုတ်ပါဘူးနောက်ထပ်ကျွန်တော်တို့အစိတ်အပိုင်းလေးတွေလင်းနေတာလေးထပ်ပြီးရှိပါသေးတယ်လိုအပ်ချက်လေးရှိရင်လည်းထောက်ပြစေချင်ပါတယ်အကျိုးရှိတဲ့ဆိုရင်လည်းမျှဝေပေးစေချင်ပါတယ်နောက်ရမှာတော့9 parts of speech တဲ့က verbs ကရိယာကဏ္ဍကိုမျှဝေပါမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့နံစာရည်လေးသိပြီးကရိယာကဏ္ဍကိုရောက်ပြီးဆိုရင်ဝါကျရည်အသေးစိတ်ဖွဲ့တက်လာမှာဖြစ်ပါတယ် နေ့သင်ခန်းစာကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါရယ်ဒီအဆုံးထိကြည့်ခဲ့သူတွေအားလုံးကိုလည်းကျွန်တော်ဂုဏ်ယူပါရယ်ဘာကြောင့်လဲဆိုတော့တကယ်တမ်းအင်္ဂလိပ်စကားကိုစိတ်မဝင်စားဘူးတကယ်တမ်းအင်္ဂလိပ်စကားကိုနားမလည်ခြင်းဘူးဆိုရင်ဒီအဆင့်ထိဒီနေရာထိရောက်လာမှာမဟုတ်ဘူးဆိုတာကျွန်တော်သိလို့ပါဒါကြောင့်မလို့ဒီအဆုံးထိကြည့်နေတဲ့သူတွေဟာအင်္ဂလိပ်စကားကိုတကယ်စိတ်ဝင်စားတဲ့သူတွေအင်္ဂလိပ်စကားကိုတကယ်တက်ကြွချင်တဲ့သူတွေဆိုတာကိုကျွန်တော်ယုံကြည်ရလို့ဖြစ်ပါတယ်နောက်ရက်မှာထပ်တွေ့ကြတာပေါ့ Thank you for watching